လေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာရှိတဲ့မြန်မာအများစု နေထိုင်တဲ့တိုက်ခန်းတစ်ခုကိုဒီကနေ့ဇူလိုင်လ2ရက်နေ့မနေ့ပိုင်းမှာမလေးရှားအာဏာပိုင်တွေကဝင်ရောက်စီးနင်းခဲ့ရကနေမြန်မာအပါအဝင် ရွှေပြောင်းလုံသား40လောက်ဖမ်းဆီးခံခဲ့ရတယ်လို့သတင်းရရှိပါတယ်။ကွာလာလမ်ပူမြို့ကရွှေပြောင်းလုံသားတွေနေထိုင်ကြတဲ့ Ria Apartment တိုက်ခန်းကိုဒေသခံတွေကပတ်ဝန်းကျင်စုပူမှုနဲ့တိုင်တန့်ခဲ့တာကြောင့် မလေးရှားအာဏာပိုင်တွေကဝင်ရောက်စီးနင်းခဲ့ရမှာဒီလိုဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်ဖမ်းဆီးခံရသူအများစုဟာမြန်မာရွှေပြောင်းလုပ်သားတွေဖြစ်ကြပြီးတော့တခြားနိုင်ငံတွေကရွှေပြောင်းလုပ်သားတွေလည်းပါဝင်တယ်လို့သိရပါတယ်မလေးရှားနိုင်ငံမှာအော်ပရာစီအဖမ်းဆီးအပြင်အကြောင်းအမျိုးမျိုးကြောင့်ရွှေပြောင်းလုပ်သားတွေနေစဉ်နဲ့အများဖမ်းဆီးခံနေကြရပါတယ်ဖမ်းဆီးခံရသူတွေဟာမလေးရှားလောက်ကဥပဒေအရတရားရုံးတင်ပြီးတရားသူကြီးရဲ့ဆုံးဖြတ်ချက်အပေါ်အခြေခံပြီးတော့ တလကနေ3လအထိထောင်ဒဏ်ချမှတ်ခံရသူတွေလည်းရှိပါတယ်။မလေးရှားနိုင်ငံအတွင်းမြန်မာရွှေပြောင်းလုပ်သားတွေနဲ့ဒုက္ခသည်တွေဖမ်းဆီးခံရမှုဟာ2020လဲခုနှစ်မှာ4,500ကျော်အထိရှိခဲ့ပြီးတော့2025ခုနှစ်မေလ23ရက်နေ့အထိ3,400ကျော်အထိရှိတယ်လို့45 race ရဲ့ဇွန်လ16ရက်ထုတ်အစီရင်ခံစာကဖော်ပြပါဗျာ။ မလေးရှားနိုင်ငံအတွင်းမှာမြန်မာရွှေပြောင်းလုံသားတွေနဲ့ဒုက္ခသည်တွေကိုမလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကနေအကြမ်းဖက်ဖမ်းဆီးနေတဲ့လုံရက်တွေကိုရပ်တန့်ပေးဖို့45 race ကတောင်းဆိုထားပါတယ်ရှင်။